ားတွေဂျားထဲမှာနန်းစုဘူးဆိုတာကျွန်တော်ဘော်ဒါတွေဂျားထဲမှာလည်းနန်းစုဘူးဆိုတာကအရန်ရေပဲစားပြီးသားကျေးဇူးပါကိုကိုရေကိုကိုအရန်ညောက်တာပဲ။ဗျာအခုဆိုကျွန်တော်နန်းစုနဲ့အင်တာဗျူးဖြစ်ကျွန်တော်ဂျေးတွေဝင်နေပါ။ဟာသူအရန်ကြိုက်တဲ့ကောင်လေးညားရယ်။ယောက်ျားလေးဘာဝဆုံပြီဆိုလို့ရှိရင်မင်းသမီးတွေပြောရင်ထိတ်ဆုံးอ่ะအဲအဲ့လိုပါတယ်။ profession တွေတော့အရင်တော့လည်းဗီဒီယိုတွေလည်းကြည့်ဘူးရယ်။ဆိုတော့ကျွန်တော်ကတော့အဲ့တုံးကကြာတော့ဆွဆွလန်းလန်းပဲကြိုက်တယ်။ ာဖြစ်လာလဲဟာစကားကိုအေးဆေးပြောမှာပေါ့ဘာလို့လက်ပါရတာလဲညောင်ကြားရင်မဟုတ်ဘူးလားမဆက်ကြဘူးလားစိတ်ထဲမှာဟိုအရန်ရိုးသားတဲ့កောင်လေးပေါ့နော်အောင်မြင်ဖြစ်ဟုတ်တယ်ဟုတ်တယ်အာလက်စုနဲ့လက်စုနဲ့ကျွန်တော်နဲ့အများဆုံးပဲဟုတ်ကဲ့ဒီကုန်းနဲ့အောင်မြင်တဲ့ဟုတ်အပြင်းဆုံးအချက်စိတ်ပါဘူးလူတိုင်းတော့အဲ့ဒီအစိတ်တော့ခံစားမှုပေါ့အာအများကြီးပြောရင်တော့အများကြီးဖွဲ့လို့ရတယ်ရောအချက်ကြောင့်ပဲအရာအလုံးကြောင်းလဲသွားကြတာကြီးအချက်စိတ်ကအပြင်းဆုံးပါဘူး ီသက်ရရောက်မှတော့ကြုံဘူးတာပေါ့ကြုံဘူးတာပေါ့မကြုံဘူးလို့ပြောတာလိမ့်တာပဲဟုတ်တချို့ရကြတယ်ခေစေးဆက်ပြေးသွားရတယ်ရှိတယ်တချို့ရကြတယ်ခေစေးဆက်မတွေ့တာဒါလည်းဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒီထဲမှာရှင်တော့ကအစိတ်ချေဘယ်လိုမျိုးပုံစံလေးပြောလို့ရမှာပေါ့ဒီကောဒီထဲမှာလည်းခေစေးပုံစံအိုက်တင်အရတော့လှုပ်တဲ့ဒီတမ်ပိုလောက်ပါကာရိုက်တာအရတော့ဒီရင်တကွဲကာရိုက်တာတော့အငြိမ့်သူ့ကာရိုက်တာလည်းအငြိမ့်ဒါပေမဲ့ဇက်အရတော့လှုပ်တဲ့နေရာတွေတော့သူကရှိတယ်ဟုတ်တယ်ဟုတ်တယ်မိုက်တင်ပိုင်း လောကကြီးကငါတို့ပဲမှားနေတာ သူပဲမှန်နေသလားဆိုတော့တချို့အစိတ်တွေကလည်းတိတ်ချူတော့အဲ့ဒီတော့ကတော့ဟိုလိုပဲပြောနန်းစုကတော့ရှေ့မှာကားကြီးလည်းအများကြီးရိုက်ထားတယ်လုံးဝနှာလဲနှာတယ်ရန် experience ရဲ့နော်ဒါပြေးဆောင်ပေါင်းတစ်ယောက်လို့ကျွန်တော်ကအမြင်သတ်မှတ်ထားတယ်အာကျွန်တော်လည်းစူးစမ်းမယ်ဆိုတဲ့စိတ်နဲ့ပဲရိုက်ခဲ့ရန်ပျော်တယ်သုံးသာကြီးဆိုကျွန်တော်ရန်ကြိုက်တာအဲ့ကားတော့ကျွန်တော်လုံးဝ academy ပေးတာတာသူများပေးတာ ဇုံဝင်ခန်းလေးစာကြည့်တော့ဇုံဝင်ခန်းအခန်းလေးဆိုမှတ်မိတယ်အဲ့လိုမျိုးလေလုံးဝအသုံးတော့လောက်ကြည့်ဘူးလေအဲ့တုန်းကကျွန်တော်ကလုံးဝအကယ်ဒမီပေးရတာအားလေးစမြိုင်တယ်ကူရီသားတွေဂျားထဲမှာနန်းစုဦးဆိုတာကျွန်တော်ဘော်ဒါကြီးဂျားထဲမှာလည်းနန်းစုဦးဆိုတာကအရန်ကြီးပဲစားပြီးသားကျေးဇူးပါကိုကိုရေကိုကိုကအရန်ညောက်တာပဲညအခုဆိုကျွန်တော်နန်းစုနဲ့အင်တာဗျူးဖြစ်ကျွန်တော်ဂျေးတွေဝင်နေပါသူအရန်ကြိုက်တဲ့ကောင်လေးအများကြီးပဲ ။နန်းစုရဲ့တကယ်ချင်းနေဆိုလည်းကောင်မလေးဆိုလည်းသူ့အရန်ကြိုက်တာအဲ့ဒါကြောင့်သူတို့ကကိုကိုဆိုပြီးတော့သူ့အဲ့လိုဖြစ်နေ။ယောက်ျားလေးဘာဝဆုံးပြီဆိုလို့ရှိရင်မင်းနှစ်ပြည့်ပြောရင်ထိတ်ဆုံးอ่ะအဲအဲ့လိုပါတယ် profession တွေတော့အရင်တော့လည်းကဗီဒီယိုတွေလည်းကြည့်ဘူးပဲဆိုတော့ကျွန်တော်ကတော့အဲ၃ခါကြည့်ရတော့ဆွဆွဲလန်းလန်းပဲကြိုက်တယ်ဗီဒီယိုတော့၃ခါတော့ကြည့်ရအောင်လို့ဇက်ဇက်ကောင်းကိုလည်းကြိုက်တယ်ဇက်လန်းကိုလည်းကြိုက်တယ် လမ်းစုဘူးလေကျဲလို့အားပေးပြီးတော့ကြည့်ရပါပြီအဲ့တော့ဆိုရအောင်အဲ့တော့ဆိုရပါပဲအားရပါသွားတော့ဆိုတရားနဲ့ကြောက်ဘယ်လောက်ထိ support ဖြစ်လဲဆိုတော့ break တက်တွေသိပြီဟုတ်ကဲ့ဟုတ်ကဲ့တရားနဲ့တရားဒါကိုမောင်တို့လူညမောင်တို့ရဲ့ဆိုတော့အရင်လည်းအားပေးရဲ့သူ idea နဲ့ဆိုလို့ရှိရင်လည်းကိုကကြိုက်တယ်ကျေးဇူးပါဘယ်ရောက်ကဒီကားပြီးမှာရော ုတာလေးရှိခဲ့တာလုံး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 ဒီကားပြီးတော့ဒီဒီရပိုင်းဆုံးပြတာပဲဒီနေ့ဆိုကျွန်တော်တို့က energy ကိုက်နေအရောင်လေးလုံးဝမတိုက်တော့ဟုတ်တယ်ခဲရောင်းမှလုံးဝ surprise ဖြစ်သွားတယ်အရောင်မှဝမ်းဆက်ဖြစ်နေအဲအဲ့လိုဖြစ်တယ်စိတ်ချင်းဆက်နေတော့ character အရစိတ်ချင်းဆက်တယ်ဟုတ်တယ်အဲ့ဒါရှိတယ်တက်ခက်ကြီးမိမတယောက်ကလင်းလို့အတက်ခက်ငယ်ကောင်လေးတယောက်ကိုအူကြီးချင်းနဲ့ပန့်ပိုးချင်တယ်ဆိုတော့ဒါဟာတာပဲလေ ့ theme ကတော့အစိတ်ပဲတချို့ဒီ character တွေကအစိတ်တင်သွားတယ်ရုံမထွက်နိုင်အောင်ဖြစ်သွားတယ်တချို့ character တွေလည်းရုံထွက်နိုင်သွားတယ်အာဘယ်လိုပြောလဲဖြည့်စေးရှာတွေ့သွားတယ်ဒီကားလေးရဲ့ theme ကတော့အဲ့ဒါပါပဲကျွန်တော်ဇာတ်ကားတိုင်းပါလေဟိုတချို့ကားတိုင်းကားတိုင်းမှာယူတဲ့ရင်တင်ငန်းစာလေးအားရပါတယ်ဒီကားလေးမှာဆိုတော့ကျွန်တော် basic နဲ့ message တွေရှိရပါတော့ဆိုတော့လူငယ်တယောက်မှဟိုမမောင်းထင်ပြီးတော့မတိစိတ်နဲ့တိစိတ်မှားသွားတဲ့အရာလေးရှိတယ်ဒါကျွန်တော်နေ့စဉ်ဖြတ်တန်းနေတဲ့ daily life မှာလည်း စုံနိုင်ကြတယ်။ကြုံရတာအများကြီးရှိရပါဘူး။ဒါကတော့တိတာနဲ့မတိတာပဲကွာွားတာ။အဲ့လိုမျိုးကြုံနေတဲ့လူတွေလည်းအများကြီးရှိပါဘူး။ဒီတရားနဲ့သင်ငန်းစာလေးတစ်ခုပေါ့။တချို့ကလည်းဒီအစိတ်ထဲမှာပျော်မွှင်းနေတဲ့လူတွေရှိတယ်လို့။တချို့ကလည်းဒီအစိတ်ကိုစိတ်မှန်းတိချိုးပါတယ်ဆိုပြီးတော့တောက်တုံးနေတဲ့လူတွေလည်းရှိပါဘူး။အဲ့တော့စိတ်ကချိုးတာလားအစိတ်ကတက်တာလားဆိုတာတော့ကိုကိုယ်တိုင်ပဲဝေဖန်ပိုင်းခြားသုံးသပ်ရတာပေါ့နော်။စိတ်ရင်ပြင်လို့ရှိရင်အပြေးပါအောင်လို့ဆိုရ ျွန်တော်လာမယ့်29ရက်နေ့မှာအစိုးရရွှေရှင်ကြီးရုပ်တင်ပါတော့မယ်။ပြည်သက်တွေအားလုံးအားပေးပါအောင်လို့ပြောချင်ပါတယ်။